ဖြစ်ပါတယ်အဲခဏလေးကျွန်တော်စောင့်မယ်ဖအံဖအံမှာဖအံထောင်းမှာအရေးပေါ်အခြေအနေဖြစ်နေပါတယ်နော်အဲလက်ရှိလက်ရှိအခြေအနေပါအဲလက်ရှိကျွန်တော်အရေးကြီးလို့ live တက်လာတာဖြစ်ပါတယ်နော်အလုံးကိုပြောပြစရာရှိပါတယ် င်္ဂလာပါခင်ဗျအားလုံးမင်္ဂလာပါဟိုင်းဟိုင်းအားလုံးမင်္ဂလာပါကျွန်တော်အရေးကြီးလို့လိုင်းတက်လာတာဖြစ်ပါတယ်အခုကျွန်တော်ကိုတခုလောက်ကူညီပေးလို့ရမလားမသိဘူးအားလုံးကိုနော်လက်ရှိကြည့်နေတဲ့လူတွေအားလုံးကကျွန်တော်ကိုတခုလောက်ကူညီပေးလို့ရမလားမသိဘူးအဲအဲ့ဒီကူညီမှုကကျွန်တော်တို့တော်လှန်ရေးရဲဘော်နိုင်ငံရေးအကျဉ်းသားတွေအတွက်ဖြစ်ပါတယ်လက်ရှိအရေးပေါ်အခြေအနေတစ်ခုဖြစ်နေပါတယ် အဲ့ဒီအတွက်အားလုံးကျွန်တော်တို့တခုလောက်ကူညီပေးဖို့အဲကျွန်တော်မေတ္တာရက်ခံလိုပါတယ်အခုလက်ရှိကြည်နေတဲ့လူအားလုံးကမိမိတို့ရဲ့ကိုယ်ပိုင်စာမျက်နှာတွေမှာဖန်ထောင်မှာအရေးပေါ်အခြေအနေဖြစ်နေပါတယ်ဖန်ထောင်တွင်အုံကြွမှုနိုင်ငံရေးကျင်းသားတွေကိုဒီနိုင်ငံရေးကျင်းသားတွေကိုစစ်တပ်နဲ့ရဲကအင်အားသုံးပြီးတော့ရိုက်နှက်ဖမ်းဆီးတာတွေလုပ်နေပါတယ်ခင်ဗျနော် ဒါကြောင့်မို့ချက်ချင်း post တင်ပေးပါအဖန်အထောင်ရေးဖို့အချိန်ဖြစ်နေပါတယ်ဆိုတဲ့အကြောင်းကျွန်တော်ဒီနေရာကနေတင်တင်စကားပါပါတယ်ထောင်တွင်းကလက်ရှိလိုက်လမ်းပြောနေပါတယ်ဗောနော်အဲလင်းနေသူတဲ့ဟုတ်ကဲ့ပါခင်ဗျနော်လင်းနေသူရေးမင်္ဂလာပါအားလုံးမင်္ဂလာပါခင်ဗျခင်တီရာအဲ့တော့လက်ရှိဖန်ထောင်မှာအခန်းထဲအဆောင်တွေတီနိုင်ငံရေးကျင်းသားတွေကိုစစ်တပ်နဲ့ရဲက ဝင်ရောက်ရှိုင်းနဲ့ဖမ်းဆီးအကြမ်းဖက်နေပါတယ်။နောက်တစ်ခုကကင်ပီနယ်ဝင်ကြီးချုပ်တော်နန်းခင်ထွေးမြင့်ကိုလည်းဖမ်းဆီးခေါ်ဆောင်သွားပြီးစစ်ကြောရေးမှအာဒီဒီနှိပ်စက်ပြီးတော့စစ်မေးနေတယ်လို့ကျွန်တော်တို့သိရပါတယ်။ဒါကြောင့်မို့ဒီဗီဒီယိုကို share ပေးပါသို့မို့မိရဲ့ပို့အစာမျက်နှာတွေမှာဖမ်းအတောင်မှာရေးပေါ်ဖြစ်နေဖြစ်နေပါတယ်။နိုင်ငံရေးကျင်းသားတွေကိုစစ်တပ်နဲ့ရဲကအကြမ်းဖက်နေပါတယ်။ဒေါ်နန်းခင်ထွေးမြင့်ကိုဖမ်းသွားပါပြီ။စစ်ကြောရေးမှနှိပ်စက်နေပါတယ်ဆိုတာမျိုးကိုတင်ပေးပါ။ အရေးကြီးလို့ဖြစ်ပါတယ်ဓာတ်ရိုက်ကျွန်တော်စီကိုတောက်လျှောက်ဆက်နေပါတယ်ဖန်ထောင်နဲ့ပတ်သက်ပြီးဖန်ထောင်မှာအောင်ကြွမှုဖြစ်နေတယ်ဖန်ထောင်မှာဒီဖန်ထောင်မှာနိုင်ငံရေးချင်းသားတွေကိုအခုအခုပဲအခုပဲအခုစစ်တပ်နဲ့ရဲကဝင်ပြီးတော့အချမ်းဖတ်နေတယ်နော်အေးအဲဘယ်လိုလဲနာမည်ဖတ်လို့မရဘူး WTV ခမညီတယောက်အနိုင်ကျင်းနေကြတယ်အဲနာမည်ကြည့်အရေးပေါ်အခြေအနေပါလက်ရှိ 大的,的，呢，一点的，今热点的，等那年呢，适当的些啊，回味着阿家三八八那个，诶，进屋里也搞的吧？人家一进那里个温馨的，温馨的了，古雅的了，喏，潘长妈一毛钱的骗礼的，大无，好给潘阿爸都骗了，一个，潘长妹吧，小妹噶。 ဲ့တော့ဖန်အထောင်မှာအရေးပေါ်အခြေအနေဖြစ်နေပါတယ်လို့လာပြောပြတာဖြစ်ပါတယ်အရေးကြီးလို့ပါကျွန်တော်ဒါ YouTube ကနေအရင်ဆုံး live လွှင့်လိုက်တာဖြစ်ပါတယ်ကျွန်တော်အခု TikTok TikTok ကလည်းကျွန်တော်လွှင့်မယ်အဲဒီ Facebook ကလည်းလွှင့်ဖို့ကျွန်တော်လုပ်နေပါတယ်ဖန်အထောင်အရေးပေါ်အခြေအနေဖြစ်ပါတယ်အားလုံးဝိုင်းပြီးအသံထုတ်ပေးကြပါ ICRC ဝင်ပေးပါဖန်အထောင်အကြံဖတ်မှုကိုတားဆီးပေးပါကျွန်တော်တို့မတားနိုင်ရင်တိတ်ဆုံးမှုတွေ ဖြစ်နိုင်ပါတယ်အဓိကကတော့ကင်မီနယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ဖွေးမြင့်ကိုဖမ်းဆီးခေါ်ဆောင်သွားပြီးစစ်ကြောရေးမှာရိုင်းနှက်နေတယ်လို့ကျွန်တော်တို့သိရပါတယ်ဒါရှိပေါ်အခြေအနေပါဒါကြောင့်ကျွန်တော်လာထွက်ပြောတာဖြစ်ပါတယ်ဒါကြောင့်မို့ဒီသတင်းစကားကိုအဲဒီသတင်းစကားကိုမျှဝေပြီးပါဖြန့်ဝေပြီးပါအရေးကြီးလို့ပါအကျန်တဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောစရာတွေတော့အများကြီးရှိသေးတယ်ဒါပေမဲ့အခု live မှာမပြောတော့ဘူးဒါကဘာဖြစ်လို့လဲဆိုတော့ဖန်အန်ထောင်အရေးပေါ်အခြေအနေကိုပဲကျွန်တော် တော့ကျင်တာပါအဲ့ဒီအနီးနားမှာတော့ဆော့ရဲ့ဆေးဝါးတက်ပြီးမြန်ကလေးနားမှာရှိတယ်လို့ကျွန်တော်သိရပါတယ်ဖြစ်နိုင် drone တွေနဲ့ဖန်အထောင်ဘုံကျဲပြီးတော့ဟိုဖြည့်ရှင်းပေးပါဒီကောင်လေးအခုမနေ့ကလည်းကိုဝင်မိုးနိုင်ကိစ္စပြဿနာတက်ပါတယ်အိုးကိုထောင်မှာကိုဝင်မိုးနိုင်ကိုရိုက်နှက်လို့သွေးတွေပါအံပါတယ်ဗောနော်ဒီနေ့တော့ဖန်အထောင်ကိုထပ်ပြီးအဲအချမ်းဖတ်ဖို့လုပ်နေပါတယ်နိုင်ချင်းလေးကိုရိုက်နှက်နှိပ်ဆက်ပြီး KB နဲ့ဝင်ကြီးချုပ်နန်းခင်ထွေးမြစ်တောင်နန်းခင်ထွေးမြစ်ကို ချစ်ကြောကြီးခေါ်သွားပြီးစာရဖတွေကရိုက်နဲ့နှိမ့်ဆက်နေတယ်လို့သိရပါတယ်။အနည်းဆုံးတက်ကတော့ဆော့အစီဝါတက်တွေရှိတယ်၊မွန်တက်တွေ၊ကင်တက်တွေရှိတယ်။ဖြစ်နိုင်ရင်တော့ drone တွေလွတ်ပြီးတော့ကျဲပေးစီခြင်းပါတယ်။ဒါမှမဟုတ်တခြားနီးလန်းနေနဲ့ဆောင်ရွက်ပေးစီခြင်းပါတယ်။ကျွန်တော်တို့ဖန်အန်ထောင်လေးမှာကျွန်တော်နိုင်ငံအချင်းသားပေါင်း400ကျော်လောက်ရှိပါတယ်။ PDF တွေလည်းရှိနေပါတယ်အထက်မှာ။ဒါကြောင့်အကြံဖတ်မှုရန်ကကာကွယ်ပေးကြပါလို့ကျွန်တော်အားလုံးကိုဟိုဒီနေရာကနေပြောလို့ပါတယ်ခင်ဗျ။နော်ကျွန်တော်ဒီ live ကိုဒီလောက်ပဲကျွန်တော်ပြောခြင်းတယ်။အဓိကက အာဖန်အန်ထောင်အချမ်းဖတ်ခံရပြီဖန်အန်ထောင်ကနိုင်ချင်းတွေအချမ်းဖတ်ခံရပြီကီဘီတဲ့ဝကြီးရုပ်တော်နန်းခင်ထွေးမြင့်ကိုလည်းဖန်ဆီးသွားပြီးနှိမ့်ဆက်နေတယ်လို့သိရတယ်အ мян ဆောင်ရွက်ပေးကြဖို့မြေတားရက်ခံတယ်ကျွန်တော်အဲကျွန်တော်စီကိုတိုက်ရိုက်တိုက်ရိုက်ဒီပီဒေးကဖရေသီးကတိုက်ရိုက်ဆက်ဆက်ထားပါတယ်ဗောနော်ဒီအချင်းဦးစီးဌာနရဲ့ပီဒေးဝကြီးဌာနရဲ့ဖရေသီးက ဒရိုက်ဆက်တွေ့ပြီးတော့လက်ရှိနောက်ဆုံးအခြေအနေကဖန်ထောင်မှာအဆောင်လေးထိဝင်ပြီးတော့နိုင်ငံရေးအချင်းသားနိုင်ငံရေးအချင်းသားတွေကိုစွဲထုတ်ရိုက်နှက်နေတာမျိုးကိုကျွန်တော်ဟူကြားပါတယ်တကယ်လည်းဖြစ်နေပါတယ်အဲဒါကြောင့်မို့တော်လိုင်းရေးတက်တွေခင်ဗျာအနည်းဆုံးကတော်လိုင်းရေးတက်တွေကိုကြီးကြပါဦးကိုဝေမိုးနိုင်လေဒီတိုင်းမှာပဲမနေ့ကသွေးဒီအန်ချောက်အောင်ရိုက်နှက်နှိမ့်ဆက်ခံရပါတယ် ကျွန်တော်တို့တော်လန်ရေးသမားတွေကျွန်တော်တို့တော်လန်သောလူငယ်တွေကျွန်တော်တို့တော်လန်အင်အားစုတွေဟာအခုချိန်ကြီးအကွက်ကွက်အပြားပြားနဲ့ထောင်ထဲမှာဒုက္ခခံနေတဲ့ပြည်တွင်းမှာဒုက္ခခံနေတဲ့ပြည်သူနဲ့ထောင်တွင်းကလူတွေကိုတစ်ချက်အငဲကြည့်ကြပါလို့ပြောချင်ပါတယ်ဗျအဲ့တော့ဖန်အန်ထောင်ရေးဖို့ချီနေပါထပ်ပြောမယ်ဖန်အန်ထောင်ရေးဖို့ချီနေပါကင်မီယံဝင်ကြီးရောက်တော့နန်းကင်ထွေးမြင့်ကိုလည်းဆ ਾਇ ရဖာဖန်စီသွားပြီးစစ်ချောဖန်စီနှိမ့်ဆက်နေတယ်လို့သိရတယ် အခုလက်ရှိအချိန်ဒီမှာနောက်ဆုံးနောက်ဆုံးအချိန်ဒီမှာအခုထောင်ရင်းကုန်နိုင်ငံရေးကျင်းသားတွေကိုစစ်တပ်ရဲ့ကဝင်ရောက်ရိုက်နှက်နေပြီးဆွတ်ထုတ်သွားတယ်လို့သိရပါတယ်အများဆုံးကူညီပေးကြပါလို့ကျွန်တော် ပြောလို့ရရင်ကျွန်တော်ဟိုဘက် Facebook မှာ like သွားလွှင့်ပြီးတော့ပြောမယ်နော်